ရှားရီသမရာဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်းနဲ့ရုရှားသမရာရဲ့အကြံပေးပုဂ္ဂိုလ်တွေ့ဆုံပြီးနှစ်နိုင်ငံ ပုံကြိုးစည်းပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက်စည်းပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလမ်းပြမြေပုံများရေးဆွဲပြီးစဉ်ဆက်မပြတ်အကောင့်ထဲဖို့ရေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။ တင်မာလ26ရက်ညနေပိုင်းမှာရုရှားဖက်ဒရေးရှင်းနိုင်ငံသို့အလုပ်သဘောခီးရောက်ရှိနေတဲ့ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံသမရရဲ့အကြံပေးပုဂ္ဂိုလ်တို့ဟာဟိုတယ်မှာတွေ့ဆုံခွဲကြခြင်းဖြစ်ကြောင်းသိရပါဗျာ။ အဲ့လိုတွေးဆဆွေးနွေးရမှာမကြမီကာလတွင်မြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအားကျင်းပနိုင်ရေးစီမံဆောင်ရွက်ရှိမှုနဲ့ရွေးကောက်ပွဲကျင်းပပြီးစီပါကဒီမိုကရေစီစံနှုန်းများနဲ့ညီနိုင်ငံတော်တာဝန်ကိုလွှတ်အပ်သွားမှာဖြစ်တဲ့အခြေအနေများမြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲပေါ် Russia Federation နိုင်ငံပါဝင်နိုင်ငံတကာမှလည်းအတိမတ်ပြုအားပေးထောက်ခံလျက်ရှိတဲ့အခြေအနေများ နှစ်နိုင်ငံနဲ့ပြည်သူများရဲ့ဘုံကျိုးစည်းဝါးဖွံ့ဖြိုးတိုးတက်စေရေးအတွက်စည်းဝါးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုလမ်းပြမြေပုံများရေးဆွဲပြီးစင်စစ်မပြတ်အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမယ့်အခြေအနေများနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနဲ့အတူကော်မရှင်တွင်မှတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်းဦး ကော်မရှင်ဖွဲ့ဝင်နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းစွေရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံမတ်ကြီးဥတ္တလင်းအောင်နေတာဝန်ရှိသူများတက်ရောက်ကြပြီးရုရှားဖက်ဒရေးရှင်းနိုင်ငံသမရရဲ့ကြံပေးပုဂ္ဂိုလ်နဲ့အတူဂုံတူးဆောင်ကောင်စစ်ဝင်ကျုံနဲ့ညွှန်ကြားရေးမှူးကျုံနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါတယ်။